ကိုင်းတိုင်းဗမောက်မြွနယ်မှာစစ်တပ်လက်အောက်ခံရှမ်းနေတဲ့ SNA တပ်ဖွဲ့ဝင်2ဦးကစစ်ဘေးရှောင်မတန်ဆွမ်းအမျိုးသမီးတအူးကိုဖမ်းဆီးပြီးအထမပြုကျင့်ခဲ့လို့အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းစူးစမ်းပေးဖို့ဒေသခံတွေကတောင်းဆိုနေပါတယ်။ဗမောက်မြွနယ်အလဲရွာကတီလာရှင်ကျောင်းမှာမိခင်ဖြစ်သူနဲ့အတူစစ်ဘေးရှောင်နေတဲ့အမျိုးသမီးတအူးကို SNA တပ်သား2ဦးကအောက်တိုဘာ30ရက်နေ့မှာဖမ်းသွားပြီးဒီတဲကတပ်ဖွဲ့ဝင်တအူအာဓမပြုကျင့်ခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူကပြောပါရယ် ကျူးလွန်သူက SNA တမဟာ614ကဖြစ်ပြီးကျူးလွန်ခံရသူကအသက်30ကျော်အရွယ်ဒေသခံကဒူးတိုင်းရင်သူကိုလက်အင်ကမတန်ဆွမ်းသူလို့လည်းသိရပါဗါအထမပြုကျင့်သူကို SNA ကပြန်ဖမ်းထားတယ်လို့သိရပေမဲ့အသေးစိတ်အတိမပြုနိုင်သေးပါဘူးစစ်သားလိုအပ်ချက်များနေလို့အရေးမယူပဲပြန်လွှတ်မှာကိုဒေသခံတွေစိုးရိမ်နေပါတယ်ရှန်နီတဲ SNA ကအာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးစစ်တပ်စီကလက်နက်ခဲယမ်းတွေရခဲ့တယ်လို့စစ်တပ်ကိုကူညီပြီးတော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့ ပြည်သူစစ်လူလက်နက်ကိုင်အဖွဲ့ဖြစ်ပါရရှင်။